2020ခုနှစ်အာနာတန်ရမှာပါဝင်သူတွေကိုအကြမ်းဖက်သမားတွေအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြေညာလိုက်ပါတယ်။အာနာတိန်မင်း9နှစ်ပြည့်ဖို့လာပိုင်းအလိုဖြစ်တဲ့နိုဝင်ဘာလ25ရက်နေ့မှာအခုလိုကြေညာလိုက်တာပါ။အဲ့ဒီလိုကြေညာလိုက်တဲ့စရင်တဲမှာအာနာတန်ရမှာပူပေါင်းပါဝင်ခဲ့ကြတဲ့ဒုတိယသမ္မတဦးမြင့်ဆွေ၊ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်၊ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်း၊ဒုတိယဗိုလ်ချုပ်ကြီးစင်ဝင်း၊ဒုတိယဗိုလ်ချုပ်ကြီးစိုးထွန်း၊ဒုတိယဗိုလ်ချုပ်ကြီးရေအောင်တို့ပါဝင်ပါတယ်။ ဒါအပြင်အာနာသိန်းစစ်တပ်လက်အောက်မှာအမျိုးသားကောက်ကွေးရင်းနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သူတွေနဲ့အစိုးရအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သူတွေကိုလည်းအကြမ်းဖက်သမားတွေအဖြစ်ကြီးညာလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့အနေနဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အကြမ်းဖက်သမားတွေကိုဥပဒေအရရဲယူနိုင်ဖို့ကြိုးပမ်းဆောင်ရွက်တော်မှာဖြစ်ပြီးတော်လဲအင်အားစုတွေပြည်သူတွေအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းပြောဆိုထားပါရဲ့ရှင်။ တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မဲတော်ကျောက်အုပ်စုမှာတော်လေရဲတပ်ဖွဲ့ဝင်တွေအဝင်အထွက်ရှိတယ်ဆိုပြီးစစ်တင်းဘော်တွေနဲ့စောက်ကြံနေတာဒေတာခန်ဆက်လေတွေကိုလည်းညဘက်အပြင်မထွက်ဖို့အမိန်တက်မှန်လိုက်တယ်လို့ဒေတာခန်တွေစီကသိရပါတယ်နဝေမလာ25ရက်နေ့နေ့လေပိုင်းကစပြီးမေတော်ကြီးော်ကိုတော်လေရေတပ်ဖွဲ့ဝင်တွေရောက်လာတဲ့ဆိုကစစ်တင်းပေါ်လေးစီးကကြီးော်အနေရေပြင်မှာရောက်ရှိနေတဲ့အတွက်လက်လက်ကြီးပြက်ခတ်မှာကိုစိုးရိမ်နေကြတယ်လို့ဆိုပါတယ် ရေတဲ့အသင်းပေါ်တွေရောက်နေတဲ့အတွက်ဒေတာခန်တွေကြောက်ရွံ့နေကြပြီးရောဂါနဲ့ထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိတယ်လို့ဒေတာခန်တယောက်ကပြောပါတယ်။ရေတဲ့ဆစ်သင်းပေါ်တွေရောက်ရှိလာပြီးတဲ့နောက်မေရောကြည့်ရအုပ်စုမှာည6နာရီနောက်ပိုင်းလေအဝင်အထွက်မလုပ်ရဘူးဆိုပြီးဆစ်သင်းပေါ်တွေကနေကြေးရော်လူကြီးတွေကိုနှုတ်မိတ်ပေးပြီးတော့ပြောဆိုထားတယ်လို့ဒေတာခန်တွေကပြောဆိုကြပါတယ်။ငါးဘန်းလေတွေဟာညဖက်ထွက်ရတဲ့အပြင်မနက်ပိုင်းမှာလည်းဆစ်သင်းပေါ်တွေနာကက်ကအတိပေးပြီးမှတော်လာလို့ရတယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အများကျုံးစုမြို့နယ်မှာတော်လဲရဲတပ်ဖွဲ့တွေအဟန့်အတားမပြူနိုင်အောင်စစ်အုပ်စုကစောင့်ကြပ်နေပြီးပြုလုပ်တာတွေလည်းရှိနေရတဲ့အတွက်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်ပူပဲနေကြပါရဲ့ရှင်ကဗနင်းပြည်နယ်ဒီမော့ဆိုမြို့နယ်မှာဆစ်ဆောင်နေကြတဲ့ပြည်သူတွေအတွက်အနှွေးတွေနဲ့ဆောင်တွေလိုအပ်နေလို့ဆစ်ဆောင်တွေကိုကူညီပေးနေသူတွေကနိုဝင်ဘာလ26ရက်နေ့မှာပြောဆိုပါရီ ဒီမော့ဆိုမှာလက်ရှိရာသီဥတုက70ဒီဂရီစင်တီဂရိတ်ကနေ60ဒီဂရီစင်တီဂရိတ်ကြားမှာရှိနေပြီးအေလွန်လာတဲ့အတွက်ဆစ်ဆောင်တဲ့အတွက်ဆောင်းတွေလိုအပ်နေတာပါလို့ဆိုပါတယ်။ ်စစ်ဆောင်တွေနဲ့တော်လေးရေးပေါ်တွေပါအနှွေးထွေဥထုပ်ခြေအိမ်နဲ့ဆောင်းတွေလိုအပ်နေပြီးဆောင်းအပါသုံးထက်ချုံရင်တော့အေးဆက်နေလို့စစ်ဆောင်အရေးကူညီပေးသူတယောက်ကပြောပါတယ်ဒီမော့ဆိုအနောက်ဘက်ကျမ်းမှာစစ်ဆောင်စခန်းပေါင်း100ကျော်အထိရှိနေပြီးစစ်ဆောင်စခန်းတစ်ခုကိုလူဦးရေ900ကနေ1000ကျော်တဲ့စစ်ဆောင်စခန်းတွေလည်းရှိတယ်လို့သိရပါတယ် ဒီမော့ဆူမှာစပေးချောင်ပြည်သူတသိန်းကျော်ရှိနေပြီးစစ်ဆောင်ကာလ၄နှစ်ကျော်လာတဲ့အတွက်စားနေအခါနဲ့အနှွေးထည်စောင်းတွေလိုအပ်နေပြီးအလူရှင်နေပါလာတယ်လို့ဆိုပါတယ်။ဒါအပြင်ဒီမော့ဆူမြို့နယ်ကနေရာတချို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်စစ်ဆောင်တဲ့ဒေသခံတွေဟာနေရာထွက်ပြောင်းရွှေ့ရတာလည်းရှိနေတယ်လို့သိရပါရဲ့ရှင်။ မြောက်ရည်မြို့နယ်တဲကမင်းလက်ပံရောမှာရှိတဲ့ကြားဖြန့်ဆိုင်ငွေလိန်ခိုင်းကို ခံယူတက်တွေကစီနင်းပြင်းတာဖလူဝေါ်လင်နဲ့စုကလေလမ်းပိုင်းမှာလက်နက်ကင်တွေတောလောင်ခွင့်ကို DKBA ကပိတ်ပင်လိုက်ပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီးမြေတီလက်နက်ကဖွဲ့စည်းမဆိုးဖြတ်တန်းတောလောင်ခြင်းခွင့်မပြုအရေးပေါ်တောလောင်ဖို့လိုအပ်ပါကကြိုတင်တည်င်းပို့ဖို့အသိပေးပါတယ်လို့ရေးသားဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ DKB ရဲ့တာဝန်ရှိသူတယောက်စီကို DBB ကဆက်သွယ်ရမှာတော့တော်လာဖို့လိုအပ်ရင်ဆက်သွယ်ဖို့အတွက်ဖုန်းနံပါတ်ထည့်ပေးထားတာဖြစ်ပြီးဒီလိုပြိပင်တာဟာကြားဖြတ်နဲ့လည်းပတ်သက်တဲ့အကြောင်းပြောပါရစေ။ ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့မှာမြောက်ရီမြို့ရဲ့တောင်ဖက်ဖလူးဒေသမှာစစ်ကော်မရှင်တပ်နဲ့ DKB တို့ကထိုးစစ်ဆင်တဲ့အတွက် KNU တပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပြီး DKB တပ်ဖွဲ့တွေတက်ဆွေးရနေရာကိုဆက်လက်တိုက်ခိုက်ရာတပ်ဖွဲ့ဝင်130လောက်လက်နက်ချခဲ့တယ်လို့ KNU ကဆိုထားပါတယ်ဒီလိုအခြေအနေတွေရှုပ်ထွေးနေချိန်ဖလူဝေါ်လီနဲ့စုကလစ်လမ်းပိုင်းမှာလက်နက်ကင်တွေတော်လာခွင့်ကို DKB ကပိတ်ပင်တဲ့ထုတ်ပြန်ချက်ထွက်ရှိလာတာဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းမင်းတုံမြို့နယ်ထဲမှာပြူစောထီတယောက်ကို WY မွန်ရဲစေဝါတွေနဲ့အတူနဝေမာလာ25ရက်နေ့နေ့လယ်ပိုင်းမှာဖမ်းဆီးရမင်းခဲ့လို့တရက်ခရအမတ်လေးတရင်စီကတည်ရပါတယ်။မင်းတုံကနမေကြီးပြူစောထီခေါင်းဆောင် ိုးပြားရဲ့တပည့်ဖြစ်သူညောင်ပင်သာရောမာနေတဲ့ပြူစောတိနေသွေးကို WY ဆေးပြားအပြားရဲ့တောင်းနဲ့အတူဖန်စီရမိခဲ့တာလို့ဆိုပါတယ်။မင်းတို့မျိုးဘက်ကိုစိုက်ကင်းနဲ့တယောက်တည်းထွက်လာတဲ့အချိန်သတင်းကြိုရတဲ့အတွက်ပသိမ်မုံရော်လမ်းပိုင်းပေါ်မှာစောင့်ဖဲပြီးတော့စစ်ဆေးတာတွေလုပ်နေလို့တရက်ခရိုင်အမတ်လေးတရင်ပြန်ကြားရင်တာဝန်ခံကိုမြတ်က DVB ကိုပြောပါတယ်။ရရှိလာတဲ့စစ်ဆေးပေါ်ပေါက်ချက်တွေကိုအထက်အဖွဲ့စည်းတွေစီတင်ပြပြီးညွှန်ကြားချက်တွေအရဆက်လက်အေးအေးယူဆောင်ရွက်တော်မယ်လို့ဆိုပါတယ်။ WY မုံရဲ့ဆေးဝါးရင်းနဲ့အတူဖမ်းဆီးရမိတဲ့အသက်36နှစ်အရွယ်နေသွေးဟာစစ်ကောင်စီတပ်နဲ့ပူးပေါင်းကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရမှာတတဲကြောကြောပေါဝင်နေသူဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ပသိမ်မုံရောလမ်းပိုင်းမှာလည်း gate scan ဖွင့်လင်းပြီးခရီးတော်ပြည်သူတွေစီကနေငွေကြေးကောက်ခံတာတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။ ပဲခူးတိုင်းကျိုးပင်ခေါင်းမျိုးအဝင်စစ်တပ်ဂိတ်ကိုနိုဝင်ဘာလ23ရက်နေ့မနက်8နာရီခွဲဝန်းကျင်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီလက်အောက်ခံဒူရဲအုပ်ကျော်စင်ထွန်းနဲ့ပြူစောတိလျောက်တေဆုံးပြီးတော်လေရဲတပ်ဖွဲ့ဝင်တယောက်လည်းကြဆုံးခဲ့လို့မြောက်ပျောက်ကြတပ်ဖွဲ့အုပ်ဖို့ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကျိုးပင်ခေါင်းမျိုး GBK စေယုံနာမှာရှိတဲ့စစ်တပ်ရဲ့ဒဲကုန်းလေးကြီးစုစစ်စေးဂိတ်ကိုတနအိကြောင်ဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးဒူရဲအုပ်ကျော်စင်ထွန်းနဲ့ ပြူလေးယောက်နေရာမှာတည်ဆုံးခဲ့ကနှစ်ယောက်ကဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့မြေရောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖော်ရဲ့ပြန်ကြားရေးတာဝန်ခံကအတီဗူဗီကိုပြောပါတယ်တိုက်ပွဲအတွင်ကနေ MA 13တနက်တလက် G3 တနက်တလက် G4 တနက်တလက် G3 G အတောက်40 MA 13 G အတောက်20 G ပေါက်3ခုလက်ပြုံ3လုံးနဲ့လက်ထိတ်တစ်ခုတို့ကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ် တိုက်ခိုက်မှုအတွင်းရဲဘော်တယောက်ကြဆုံးခဲ့တဲ့အတွက်စခန်းထဲကနေလက်နက်ခရံတွေတင်စီပြီးပြန်ဆုတ်လာခဲ့ကြရဲလို့မြေအောက်ပျောက်ကြားတပ်ဖွဲ့စီကသိရှိရပါတယ်ရှင်။ထိုင်းနိုင်ငံချင်းပိုင်မြို့က free bag ကဖေးမှာနိုဝင်ဘာလ25ရက်နေ့ညနေ6နာရီကစပြီးစစ်ရဲအုံစစ်ရဲဘုံတွေအတွက်တရွတ်ပကြီးအနှုံးပညာပြပွဲပြုလုပ်နေလို့ပွဲစီစဉ်သူတွေကပြောပါတယ်။ နဝင်ဘာလ25ရက်နေ့ကစပြီး30ရက်နေ့အထိမနက်9နာရီကနေ9နာရီအတွင်းတစ်ပင်ပန်းမန်တွေကနေတဆင့်ပကြီးအနေနဲ့ပြုလုပ်ထားတဲ့ပုံတွေကိုရောင်းချတဲ့အပြင်တုတ်ဘက်အင်ဂျီပေါ့စကန်နဲ့ဘုံမက်တွေရောင်းချခဲ့တယ်လို့သိရပါတယ်။ပြပွင့်ကနေရရှိတဲ့ငွေတွေဟာရှမ်းကရနီနေဆက်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာစစ်ရဲအုံစီရင်နဲ့စီးစင်းမှာဖြစ်ပြီး တိုက်ပွဲအတွင်ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုကူညီနိုင်ဖို့အတွက်လှုပ်တာဖြစ်တယ်လို့ပွဲစီစဉ်သူတယောက်ကပြောပါရယ်။ပြပွဲကနေရောင်းချလို့ရတဲ့ငွေတွေကို SSNDF KNDF ဟာအမှတ်၉ရဲ့မြေပြင်အတွက်နဲ့ဒဏ်ရာရရေဘော်တွေကိုကူညီပတ်ပိုးနိုင်ဖို့ဆောင်ရွက်တော့မယ်လို့သိရှိရပါရဲ့ရှင်။ ကရဏီပြည်နယ်ကလိုက်ကအကျဉ်းထောင်မှာအကျဉ်းကြခံနေရသူတွေပါစစ်ကောင်စီတပ်ရဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးနေရတယ်လို့ကရဏီနိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံး KPPA ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ် ။စတင်ဘာလကတည်းကမဲအကုံပေးနေရတာဖြစ်ပြီးအချုပ်နဲ့အကျအကျဉ်းသား900ဝန်းကျင်လောက်မဲပေးနေရတာလို့ KPPA ကတာဝန်ရှိသူကပြောပါရယ်။အကျဉ်းကျနေရသူတွေဟာရွေးကောက်ပွဲတင်မြောက်ခြင်းဆိုင်ရာဥပဒေအရမဲပေးပိုင်ခွင့်မရှိပေမယ့်စစ်ကောင်စီတပ်က2025ခုနှစ်စတင်ဘာလတည်းမှာအချုပ်သူအချုပ်သားတွေနဲ့အကျဉ်းသူအကျဉ်းသားတွေကိုချိုးတင်မဲတွေအတင်းအကျပ်ထိခိုင်းနေတာလို့ဆိုပါရယ်။ အကျဉ်းကျခံနေရသူတွေကိုအတင်းအကျပ်မဲပေးဖို့စေခိုင်းတာဟာရွေးကောက်ဝယ်ဆိုင်ရာဥပဒေကိုကျူးလွန်နေတာဖြစ်ပြီးတရားမျှတမှုရှိရှိနဲ့မဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားအခွင့်အရေးကိုစော်ကားတာဖြစ်တယ်လို့ KPPA ကပြောပါတယ်။အကျဉ်းသားတွေရဲ့ကြိုတင်မဲတွေကိုအသုံးပြုပြီးမဲမတမာမှုပြုလုပ်ဖို့ကြံစည်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဖို့ KPPA ကတိုက်တွန်းပြောဆိုထားပါရဲ့ရှင်။ ရာဇသက်ကြီးဥပဒေပုံမှား905ကာဂျီနဲ့အမုံဖွင့်ခံထားရတဲ့လက်ရှိကြားနာစဲအမုံတွေကိုပိတ်သိမ်းပေးမယ်လို့စစ်ကောင်မရှင်ကတရင်ထုတ်ပြန်ပါတယ်။ဒီကနေ့နိုဝင်ဘာလ26ရက်နေ့ညမှာစစ်တပ်ရဲ့ပြန်ကြားရေးကအခုလိုတရင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။လက်ရှိအကျဉ်းထောင်တွေထဲမှာ905ကာဂျင်းနဲ့ပြည်တံကြားခံနေရတဲ့အကျဉ်းသားအကျဉ်းသူတွေကိုလည်းခံဝန်နဲ့ပြန်လွတ်ပေးမယ်လို့စစ်တပ်ရဲ့ပြန်ကြားရေးတာဝန်ခံမိုးချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ်မြန်မာနိုင်ငံမှာနိုင်ငံရေးတိုးတက်မှုတွေရှိနေတယ်ဆိုပြီးယာယီအကောက်ကွယ်ပေးတဲ့အခြေအနေ TPS ကိုအမေရိကန်အစိုးရကတက်တမ်းမတိုးပဲထားဖို့ဆုံးဖြတ်လိုက်ပြီးနောက်တရက်မှာအခုလိုထုတ်ပြန်တာဖြစ်ပါတယ်ရာဇတဲကြီးဥပဒေပုံမှ905ကကြီးမှာတော့မြည်သူမဆိုးစစ်တပ်ကအရာရှိတပ်သားနဲ့အစိုးရဝန်ထဲတွေကိုပုံကန်ဖို့ဒါမှမဟုတ်တာဝန်ဝတ္တရားပြက်ကွက်စေဖို့ကြံဆောင်တာမမဲ့တဲ့ရင်ဖြန့်ဝေတာတွေလုပ်ရင် ထောင်ထဲ၃နှစ်အထိချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါရဲ့ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တပင်ချောင်းကျောက်ထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်ကတပ်သား၄ယောက်သေဆုံးခဲ့လို့ဗိတ်ခရအမန်နဲ့တရင်ရဲ့တာဝန်ရှိသူကပြောပါတယ် နဝေမာလာ25ရက်နေ့နေ့လယ်တနာရီခွဲအချိန်လောက်မှာတစ်ပင်ကျောက်ရော့အတွင်တက်ဆွဲနေတဲ့ဘိတ်ခရိုင်တရင်နေနဲ့တနေသားရီမြို့နယ်ပကပတောင်ပန်းနေအဖွဲတော်ပူပေါင်းပြီးမိနစ်40အကြာပျောက်ကြားစနေနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကော်မရှင်တပ်သား၄ယောက်အဝတ်လာလဲတဲ့အချိန်မှာစတိုင်မာနဲ့တေချာပြစ်ခတ်နိုင်ခဲ့တာဖြစ်ပြီးနေရာမှာတင်လေးကြတေဆုံတော်ရဲလို့ဘိတ်ခရိုင်တရင်နဲ့တက်ခွဲ၃ရက်ဒုခွဲမှုကပြောပါတယ်တစ်ပင်ကျောက်ကျော်မှာအင်အား50ကျော်ရှိတဲ့စစ်ကောင်စီတပ်ကတပတ်ကျော်ကြာတက်ဆွဲ နေပြီးကတုံချင်းတဲ့ဘက်ကားတွေဆောက်လုပ်နေရလို့ဆိုပါတယ်တပင်ကြောင့်ကြေော်မှာရှိတဲ့ဒေတာခန်တွေဟာတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်နေကြပြီးမျက်ရည်ကျမြင်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အပြည့်ရဲ့သဘောတူညီချက်အရစစ်တပ်ကိုပြန်ပေးရဖို့ရှိနေတဲ့မန္တလေးတိုင်းမူကုံမြို့ထေကရုံဂိမ့်နဲ့လောက်ွက်တွေမှာစစ်တပ်တပ်သားတရာကျော်စတင်ဝင်ရောက်နေရာယူထားရလို့မူကုံပြည်သူ့ကောက်ွယ်ရဲ့အဖွဲ့ကပြောပါတယ်။ ကြောက်ဖားဂိမ်းမှာစစ်သား30အောက်အချုံမှာ20အပေါ်အချုံမှာ50ဌာနဆိုင်ရာရုံးတွေမှာ40နဲ့ပြောင်းပြင်းရော့ထက်ယတနာရှင်လုတ်ကွက်မှာ30စုစုပေါင်းစစ်ကောင်စီတပ်သား180လောက်ရောက်ရှိနေပြီလို့ဆိုပါတယ်။ဒါအပြင်မြို့ခံအများစုလည်းတင်းလျှောက်တော့ပြီးမြို့ရင်းမှာ6ကပ်နေလို့မိုးကုတ်ပကဖတာဝန်ရှိသူတယောက်ကအတီးဘူးဘီကိုပြောပါတယ်။ အလားတူပဲမိုးမက်မြို့ထေကိုလည်းနဝေမာလာ20ရက်နေ့နောက်ပိုင်းကစပြီးစစ်ကောင်စီတပ်သားတချို့ကတဖြည်းဖြည်းဝင်ရောက်လာပြီးမြို့ရဲကနေအိမ်တွေမှာနေရာယူထားတယ်လို့မိုးမက်ကစီးရဲတဲ့ရင်မြစ်ကပြောပါတယ်။မိုးမက်နဲ့မိုးကုတ်အတွင်ကပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကိုလည်းမြို့အပြင်ကိုဆုတ်ခေါ်ဖို့ TNL ကတတိပေးခဲ့ပြီးတဲ့နောက်မျိုးတွေကိုစစ်ကောင်စီတက်တွေပြန်လည်ဝင်ရောက်နိုင်ဖို့တရအလေတက်တာအင်အားအများအပြားကိုလည်းဖြတ်ကျန်ထားတယ်လို့သိရပါဗျ။